Hello အားလုံးပဲမင်္ဂလာပါရှင် Terror Healing and Reading Mind Kidra နေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะအာဒီတစ်ခေါက်တော့လူနဲ့ကိုယ်နဲ့ပေါ့เนาะဘယ်တော့ပြန်အဆင်ပြေနိုင်မလဲပေါ့เนาะတချို့ကြီးအဆင်မပြေနေရမျိုးလေးပေါ့เนาะ relationship မှာအဆင်မပြေနေတဲ့သူလေးရှိရဆိုရင်သူနဲ့ကိုယ်နဲ့ပေါ့เนาะဘယ်တော့လောက်အဆင်ပြေနိုင်မလဲเนาะအဆင်ပြေလာနိုင်မလားပေါ့เนาะခြေကြီးကဘာကြီးစက်ပြစ်လာနိုင်လဲဘလို့အဆင်ပြေလာနိုင်လဲဆိုရယ်เนาะ reading လေးကိုကြည့်ပေးမှာပဲဖြစ်ပါတယ်เนาะ အဲ့တော့ဒီဟာလေးကတော့ reading အတူလေးပဲသွားမယ်เนาะဒီ run ဒီ oracle လေးတွေကိုเนาะ run oracle လေးကိုမကြည့်ပေးတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะအဲ့တော့ဒီနေ့ကိုနေမှာဘာတွေဆက်ပြလာနိုင်လဲကဲပြီးတော့အဆက်အသွယ်တွေပြန်ရလာနိုင်လားပေါ့เนาะဒါလေးကိုကြည့်ပေးပါမယ် quality reading လေးအနေနဲ့ကြည့်ပေးပါเนาะ guide လေးကြီးယူပေးပါเนาะအဲ့တော့လာကြည့်နေရယ် quality သမားလေးတွေအတွက်เนาะအဆက်အသွယ်ဘယ်တော့ပြန်ရလာနိုင်လဲပြန်လဲအဆင်ပြေလာနိုင်လားကြည့်ကြပါမယ် အဲ့တော့တော့ညောက်သားသားထဲမှာပြန်ဆင်ပြေလာနိုင်မလားဆိုလို့ရှိရင်တော့နော်လုံးလုံးစင်မှာကရိုးတယ်နော်အချင်းပြောင်းလေးတွေဖြစ်မှာနော်ညောက်သားသားမှာပြတ်ဟိုပါပေါ့နော်အပြောင်းလဲလေးတွေဖြစ်သွားနိုင်တယ်နော်အပြောင်းလဲလေးတွေဖြစ်သွားနိုင်တယ်ကို ကိုမျော်လင့်ထားတဲ့အပြောင်းလဲမျိုးရောတဲ့နော်ဟုတ်ချင်မှာတော့ဟုတ်လိမ့်မယ်ပေါ့နော်အဲတချို့တွေကတော့ပေါ့နော်အကယ်လို့ energy တွေပြောင်းလဲသွားစေခြင်းနေဆိုရင်တော့တဲ့နော်ခရီးထွက်ပေးလိုက်တာမျိုးတွေနော်ခရီးတစ်ခုခုကိုသွားလိုက်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကြီးလုံနိုင်နေတဲ့နော်နောက်ခါကျတော့ relocation ဆိုတာနေရာပြောင်းတာအိယာပြောင်းအိတာမျိုးလေးပေါ့နော်အဲ့လိုလေးလုံလိုက်မယ်ဆိုရင်တော့နည်းနည်းလေးဟိုဟာချိန်သွားတာမျိုးပေါ့နော်ကိုယ့်ရဲ့ energy ချိန်သွားတာမျိုးနော်ချိန်သွားတဲ့ဟိုဟာမျိုးလေးပေါ့နော်ဒါမျိုးလေးဖြစ်နိုင်တယ်အဲ့တော့ ပြန်ပြီးတော့ဗောနော်သူနှစ်ကုန်လည်းပြန်အဆင်ပြေလာနိုင်လားဆိုလို့ရှင်တော့နောက်ထပ်တစ်ခါကိုဆက်ဆွေးကြည့်နော်အဲ့တော့ပြန်အဆင်ပြေလာနိုင်လားဆိုပြန်အဆင်ပြေလာနိုင်မယ်เนาะအဲ့တော့ဒီမှာဆိုရင် times of peace and happiness ဆိုတော့လေเนาะအာသူနှစ်ခုနဲ့ကြားမှာပျော်ရွှင်စရာအနေထားလေးတွေเนาะ ြန်ရောက်လာနိုင်ပါတယ်တဲ့เนาะအဲ့တော့ hope and expectations of peace and prosperity တဲ့အဲ့တော့เนาะပျော်ရွှင်ခြင်းငြိမ်းချမ်းခြင်းတွေဟိုတာပေါ့เนาะကိုကမျှော်လင့်ထားပါတဲ့เนาะကိုရဲ့ကိုရဲ့ဟိုပါလေးတွေပေါ့เนาะကိုလိုချင်တဲ့အရာလေးတွေကိုเนาะအဲ ကိုကပြောရမယ် manifest လုပ်တယ်ပဲပြောပြောပေါ့เนาะဒါဟိုစုတောင်းတယ်ပဲဆိုဆိုပေါ့เนาะအဲ့တော့ကိုလိုချင်တဲ့အရာလေးတွေမှာเนาะအကောင်းလေးတွေပေါ့เนาะကောင်းမွန်တဲ့အရာလေးတွေကိုဆန္ဒပြုထားတာမျိုးပေါ့เนาะလှုပ်ထားတင်ပါတယ်တဲ့အဲ့တော့ဒီမြောက်သားကြောင့်မှာအပြောင်းလဲတွေ changes တွေတော့ဖြစ်လာနိုင်တယ်တဲ့เนาะအကယ်လို့ပေါ့เนาะလောလောဆယ်မှာ negative energy တွေနဲ့များနေတာမျိုးเนาะ relationship မှာအဆင်မပြေနေတာတွေများနေရဆိုရင်တော့အိပ်ရာပြောင်းနေရပြောင်းပြီးအိပ်တာမျိုးပေါ့เนาะအာခရီးတွေပါထွက်လိုက်တာမျိုးပေါ့เนาะဒါမှမဟုတ်လို့ရှင်တဲ့သူနဲ့ကိုနေကြောင့်မှာအဲ့လိုမျိုးခဏခဏပြဿနာတွေတက်နေ တယ်เนาะအတချို့ကအတူတူမရှိတော့ဘူးဆိုရင်တော့ထားရတော့ဗောနော်ဟိုတောင်းနေတရား separation ဖြစ်နေဆိုရင်တော့ထားရတော့အကယ်လို့တချို့ဒီ relationship အတွင်းမှာရှိနေတယ်เนาะ in the relationship အတွင်းမှာရှိနေတဲ့လူတွေဆိုလို့ရှိရင်တော့နှစ်ယောက်သားအတူတူခရီးထွက်လိုက်တာမျိုးပါမျိုးဆိုရင်တော့နှစ်ယောက်သားကြားထဲမှာပြန်အဆင်ပြေသွားတာကြီးဖြစ်လိမ့်မယ်เนาะအဲတောင်းနေတရားတဏှာစီဖြစ်တယ်ဆိုရင်တော့ခရီးအတူတူထွက်ဖို့မလွယ်ဘူးဆိုလို့ရှိရင်တော့เนาะအဲအဲ့လိုမျိုးလူတွေအတွက်ဆိုရင်ကတော့เนาะနှစ်ယောက်ဟိုပါဗောနော်ကိုယ့်ကကိုယ်အိပ်ရာနေရာပြောင်းအိပ်ပြီးတော့မှာเนาะကိုယ့်ရဲ့ဟိုပါဦး အနာကြီးကိုချိန်လိုက်ဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့เนาะဒီမြောက်သားကြားထဲမှာပေါ့เนาะ းမားတဲ့အားတစ်ခုတက်ရောက်လာနိုင်တာမျိုးနော်နောက်ခါကျတော့ conflict တွေဖြစ်တာမျိုးပေါ့နော်အဲ့တော့ဒါက bottom of the dust နော် bottom of the dust ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ဒါဟိုအရင်ဦးဆုံးပြောရမှာနောက်ဆုံးဆွဲလိုက်ဆိုပြ bottom of the dust ကိုအရင်ဆုံးဆွဲမထုတ်ဘဲနဲ့အောက်အောက်ထုံးထားတာတော့နော်အဲ့တော့တချို့တွေကအားတယ်နော်အခုဒီအချိန်မှာပေါ့နော်လက်ရှိအချိန်နေမှာနှစ်ယောက်သားကြားမှာနော် conflict တွေဖြစ်တာပြဿနာတွေတက်တာနော်တယောက်နဲ့တယောက်ဖိအားပေးနေမိတာနော်ရှိရဲတဲ့နော်အဲ့လိုမျိုးပြားပေးနေမိတာတွေအကြောင်းပေါ့နော်တပြည့်ပြည့်နဲ့ဗာလဲဆိုတော့ A tendency toward change เนาะအဲ့လိုမျိုးပေါ့เนาะဒီပြဿနာတွေကတဖြည်း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 နဲ့ကြီးမားလာတာမျိုးเนาะတယောက်နဲ့တယောက်ညှိမရတာမျိုးတယောက်ကိုတယောက်အရန်ကြီးဟိုဘယ်လိုခေါ်မလဲ defense လုပ်နေတာเนาะ defense လုပ်နေတာနောက်ကကြတော့အရန်ကိုတယောက်ကိုတယောက်အနှောက်ယှက်ပေးမိနေတာမျိုးရှိရဲ့တဲ့เนาะအနှောက်ယှက်ပေးသလိုခံစားနေရတာမျိုးရှိနေတယ်။အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ပြဿနာကြီးတက်နေတယ်။အဲ့ဒီပြဿနာတွေကနေပြီးတော့မှဘယ်လိုဖြစ်လာမလဲဆိုတော့တဖြည်းဖြည်းနဲ့เนาะ အပြောင်းလဲတွေကြုံလာရတာမျိုးဖြစ်လိမ့်မယ်เนาะအပြောင်းလဲတွေကြုံလာရတာမျိုးဖြစ်လိမ့်မယ်အဲ့ဒီအပြောင်းလဲတွေကနေပြီးတော့မှနောက်ပိုင်းမှာတော့ဗာလဲဆိုတော့တောင်းတဲ့တယောက်ငိမ့်ငယ်ရေးပြန်လဲရရှိသွားတာမျိုးเนาะပျော်ရွှင်စရာတွေပြန်လဲကြုံတွေ့လာရတာမျိုးတော့ရှိလိမ့်မယ်တဲ့เนาะအဲ့တော့ပြန်အဆင်ပြေအောင်ပေါ့เนาะဘယ်တော့လောက်ပြန်ပြီးတော့အဆင်ပြေလာနိုင်လဲဆိုတော့ time divine time oracle လေးတစ်ချက်ပြန်ကြည့်အောင်เนาะနောက်ကြည့်ရ quality တမားလေးတွေအတွက်เนาะပြန်အဆင်ပြေလာနိုင်မဲ့အချိန်အချိန်ရေးပေါ့เนาะပြန်အဆင်ပြေလာနိုင်မဲ့ divine time ခြင်းလေးကိုပြောပြပါမယ်။ Sorry เนาะ release their all expectation တကယ်ဟုတ်ပြီเนาะကိုယ့်ရဲ့မျှော်လင့်ချက်တွေအကုန်လုံး release လုပ်လိုက်တဲ့အချိန်ပြောရင်တော့ surrender ပေါ့เนาะအကုန်လုံးကိုပြစ်ချင်တဲ့ကိုလှုပ်ချင်တဲ့အရာလေးညာเนาะစိတ်ထဲမှာ manifest လုပ်ထားတာတော့မှန်တယ်ဒါပေမဲ့ manifest လုပ်ထားတဲ့အရာတွေကိုဘာလဲဆိုတော့ လွတ်ချထားတက်ရမယ်เนาะလွတ်ချထားတက်ရမယ်မလွတ်ချထားရင်ကြာနေတဲ့တယ်ပေါ့เนาะအဲ့တော့အကုန်လုံးကိုကိုယ့်ရဲ့ညှော်လင့်ချက်တွေအကုန်လုံးကို release လုပ်ထားပြီးပါတဲ့အဲ့လိုဆိုရင်တော့မြန်မယ်ပေါ့เนาะ ကကြတော့ things happen so now when you focus your energy on you တဲ့เนาะအဲ့တော့ဒီအပြောင်းလဲတွေအကုန်လုံးကတဲ့เนาะကိုယ့်ရဲ့ energy အပြောင်းလဲပေါ်မှာပဲမူတည်နေတယ်တဲ့အဲ့တော့မကောင်းတဲ့ negative energy ကိုမြန်မြန် release လုပ်နိုင်လေကိုယ့်အတွက်เนาะကောင်းမွန်တဲ့အကျိုးတွေเนาะကောင်းမွန်တဲ့အရာတွေရောက်ရှိလာဖို့ပုံမြန်လေပေါ့เนาะ the things happen so now when you focus on energy ဆိုအဲ့တော့ကိုယ့်ရဲ့ energy ပေါ်မှာအများကြီးမူတည်တယ်တဲ့เนาะကိုယ့် energy ကောင်းလာတဲ့လောက်เนาะမြန်မြန်ဆန်ဆန်ဖြစ်လာနိုင်တယ်ပေါ့เนาะ energy မကောင်းရင်ကြာနေမယ်ပေါ့เนาะပြောချင်တာက energy မကောင်းရင်ကြာနေမယ်။ဩ November တကယ်အဲ့တော့ timeline တော့ပြီးတယ်။တချို့တွေကတော့ November မှာပြန်ပြီးတော့မှအဆင်ပြေလာတာမျိုးဟွာပေါ့နော်။အဆက်အသွယ်တွေပြန်ရလာတာမျိုးပြန်ပြီးတော့မှ union ဖြစ်ရတာမျိုးပေါ့နော်။ November မှာဖြစ်လာလိမ့်မယ်တဲ့နော်။ဟုတ်ပြီလား။ကဲဟုတ်ပြီ။ဆိုတော့ဒီ love message လေးပေါ့နော်။ love message လေးကိုဖတ်ပြီးတော့ဒီ ီ reading လေးကိုအဆုံးသတ်မယ်နော် love message အနေနဲ့ကုလားကြည့်နေတဲ့သူလေးတွေအတွက်ပေါ့နော်အခြေရေးမှာဘာတွေဆက်ပြစ်မလဲအဆက်တွေပြင်ရလာနိုင်လားပေါ့နော်ဘာတွေဖြစ်မလဲဒီ relationship ကဘာတွေကြုံတွေ့နိုင်ရမလဲလို့နော် emotion နဲ့ရတာနော်ဒီမှာဟုတ်ပြီ manifesting america ဆိုတော့ဒီမှာ problem အောက်ဆုံးကတ်ကလေးရေပေါ့နော်ဒီမှာဆိုရင်တော့ဒါအမျိုးသမီးတစ်ယောက်ကဒီမှာဆိုရင်ပေါ့နော်တချို့သူတွေပေါ့နော်ဒါတတိယနေတာလွမ်းစွကြည်ခွင့်နေတာတွေကဆက်ရှိနေမယ်အဲ့တော့ဒီမှာကတော့ဘာပြောလဲဆိုတော့တဲ့နော်ဒီမှာဆိုရင်ကိုမလူစင်တဲ့အတွေးတွေနော်ကိုမဖြစ်ချင်တဲ့အတွေးတွေမှန်သမျှဦးတဲ့နော်ကိုက မဟိုဟာမဖြစ်ပါနဲ့တဲ့နော် ိုမဖြစ်ချင်တဲ့အရာတွေကိုမတွေးပါနဲ့ပေါ့နော်ပြောရရင်တော့ရှင်းရှင်းလေးပြောရရင်တော့ကိုမဖြစ်ချင်တဲ့အရာတွေကိုမတွေးပါနဲ့အဲ့တော့ဒီကောင်းမွန်တဲ့ပေါ့နော်အရာတွေဖြစ်လာဖို့ကောင်းမွန်တဲ့ opportunities တွေနော် possibility တွေဖြစ်လာဖို့ကိုရဲ့ဘဝမှာပေါ့နော်ကိုလိုချင်တဲ့အရာတွေဆက်တော့အပေါ်မှာအရှိမပြောရမလားကိုလိုချင်တဲ့အရာတွေငြိမ်းချမ်းမှုပျော်ရွှင်မှုတွေပေါ့နော်ဒီဟာလေးတွေကိုနော်ကိုကလိုချင်နေဆိုရင်အဲ့ငြိမ်းချမ်းမှုပျော်ရွှင်မှုရှိစေမယ့်အရာတွေကိုပဲတွေးပါတဲ့နော်ဒီမှာလည်းပြောထားပြီးသားကိုရဲ့ energy ချိန်မှုလိုအပ်တာမျိုးပေါ့နော်အဲ့တော့တယောက်တည်းဒီမှာဆိုလို့ရှိရင်ကို negative energy တွေနဲ့သူ့ရဲ့ အကြောင်းပဲတွေးပြီးတော့တစ်ချိန်လုံး negative ပေါ့နော်ဖြစ်နေတာမျိုးလေးတွေကိုလျှော့ရမယ်နော်ခုမှအဲ့ဒီလိုအဲ့လိုမျိုးတွေဖြစ်နေမယ်ဆိုရင်နော်အခြေအနေနဲ့ပတ်သက်ပြီးတော့တစ်ချိန်လုံးသူ့အကြောင်းတွေးပြီးတော့ကိုက negative ပဲအမြဲဖြစ်နေတာမျိုးနော်သူ့ကိုပဲလွမ်းဆွေးနေအဓိကလွမ်းဆွေးနေတဲ့ energy ကလည်းနော်ပြောရရင်ဒါကဟိုဟာထဲမှာပါတယ်နော် ဒီ frequency နိုင်နေတယ်မှာပါတယ်เนาะအလွမ်းအဆွေးတွေစိတ်ဝင်ဟိုပါဗောနော်1နဲ့ကြည့်ကွဲနေရတာတွေက frequency ကနိုင်နေအဲ့တော့ကိုယ့်ရဲ့ energy ကိုအမြဲတမ်းပြန်ပြီးတော့ frequency ညှင့်နေဖို့လိုအပ်တယ်ဗောနော်နောက်ကြ emotionness တွေเนาะ emotional emotion တွေကိုထိန်းရမယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေဗောနော် အဲ့တော့ဘွားမားတယ်เนาะ emotional တွေကဆိုတာတဘာဝအရာပေါ့เนาะအာဖြစ်တည်နေတာတွေဖြစ်တယ်လူလဲလူအပ်တယ်ဒါပေမဲ့အဲ့ဒီဟာကြီးတွေကအယမ်းပေါ့เนาะကိုယ့်ရဲ့ကိုယ့်ရဲ့ဒီဟိုဟာတွေအမြင်နေเนาะကိုယ့်ရဲ့เนาะဒီကိုယ်ဖြစ်ချင်တဲ့ကိုယ်လုပ်ချင်တဲ့အရာတွေမှာပေါ့เนาะဒီမှာဆိုလို့ရှိရင် dust ဘာလဲဆိုတော့ ကိုယ့်ရဲ့ perception တွေเนาะကိုယ့်ရဲ့ဒီအတွေးအမြင်တွေဦးတယ်เนาะဒီ emotion တွေอ่ะเนาะအရင်များနေမယ်ဆိုရင်အဲ့ဒီကောင်တွေက cloud ဆိုတာเนาะ ላይ ဖုံးပွေထားတတ်တယ်တဲ့ပြောချင်တာကเนาะခါလီကြလို့ရှင်ရင်ကိုယ့်ရဲ့ဒီ emotion တော့ကိုလိုက်တဲ့အတွက်ကြောင့်မလို့အမှန်ကိုမမြင်နိုင်တာရှိရပေါ့เนาะတကယ်တမ်းဟိုစိတ်စိတ်ခံစားချက်မှုပေါ့နောက်ကိုအရင်သွားလိုက်တဲ့အခါမှာတကယ်တကယ်တမ်းပေါ့เนาะအမှန်ကိုမမြင်နိုင်တော့တာရှိရပေါ့เนาะဒါကြောင့်မို့လို့เนาะအမှန်ကိုเนาะရှင်းလင်းပြတ်သားစွာမြင်ချင်တယ်ဆိုလို့ရှင်ရင်တဲ့เนาะအဲ့တော့ ကိုကိုကိုပေါ့နော်ပြန်ပြီးတော့မှနော်ပြန်လည်ထိမ့်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့သူ့ကိုအရန်ကြီးအမြဲတမ်းဟိုလွမ်းဆွနေတာတန်းတနေတာတတိယနေတာတဲ့စာရင်းနဲ့နော် release လုပ်ထားရမယ်နော်ဒီအခြေအမကိုဖြစ်ချင်တဲ့အရာတွေကို manifest လုပ်ပြီးထားရတွားရင် release လုပ်ထားနိုင်ရမယ်တဲ့နော်နောက်တစ်ခုကကြတော့ဒီမှာဆိုရင် only time will tell เนาะအချိန်ကနေသာစကားပြောသွားပါလိမ့်မယ်တဲ့เนาะအဲ့တော့အချိန်ကစကားပြောသွားလိမ့်မယ်เนาะအခု ပြောရယ်ပေါ့နော်ဒီမှာလဲအပေါ်မှာလဲ release လုပ်ထားဖို့လိုတယ်ကို energy တွေကို change ဖြစ်ဖို့လိုတယ်တဲ့နော်အချိန်တန်လာရင်ဖြစ်လာနိုင်မယ်ပေါ့နော်နောက်ကကျတော့ manifesting miracle အဲ့တော့ miracle တွေကို manifest လုပ်ထားနိုင်ပါတယ် your dream နော်ကိုယ့်ရဲ့အိမ်မက်တွေနော်ကိုယ့်ရဲ့အိမ်မက်တွေကနော်အလင်းအမြန်ဖြစ်လာဖို့အတွက်ဆိုလို့ရှိရင်နော်နောက်ကကျတော့ကိုယ့်ရဲ့နှလုံးသားကိုယုံရမယ်နော်နှလုံးသားနောက်ကိုလိုက်ရမယ်တဲ့နော်ဒီနှလုံးသားရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ရမယ်တဲ့နော်အဲ့တော့နှလုံးသားတကားကိုဖွင့်ထားရမယ် ေါ့နော်ပြောချင်တာကတော့မေတ္တာစေတနာအပြည့်နဲ့ပေါ့နော်ဟိုတစ်ဖက်ကိုလည်းပဲเนาะကိုကပြန်ပြီးဖို့လိုအပ်တယ်ပေါ့နော်ဒါလေးကတော့ဒီကက်ကလေးတွေအများသောအပြင် healing back ကိုတွားရဲကက်ကလေးတွေဖြစ်တယ်ပေါ့နော်ဒီကဒီ love message oracle လေးတွေကတော့အဲ့တော့ထားတင်ထားထိုက်တယ်ပေါ့နော်ကိုယ့်ရဲ့ရှိတင်ရှိထိုက်တဲ့အတွေးတွေเนาะကိုယ့်နှလုံးသားမှာရှိတင်ရှိထိုက်တယ်เนาะ energy လေးတွေကိုเนาะအမှန်ကိုပြန်ရောက်စေဖို့အတွက် ပေးတယ်ပေါ့เนาะဒီ healing message လေးလည်းဖြစ်ပါတယ်အဲ့တော့ဒီညီမဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မက်တွေအမှန်တကယ် account ထဲပေါ်လာဖို့အတွက်ဆိုလို့ရှိရင်ပေါ့เนาะဒီမှာကိုယ့်နှလုံးသားနောက်ကိုလိုက်ဖို့လိုရတယ်နှလုံးသားနောက်ကိုလိုက်တယ်ဆိုတာကလေဟို ဘုံနောက်ကိုဦးစားမပေးဘဲနဲ့တည်ရမှာနှလုံးသားရဲ့နောက်ကိုအဲ့လိုပုံစံမျိုးပြောတာမဟုတ်ဘူးเนาะအချစ်ကိုွားတည်ရမှာဘုံနောက်နဲ့မစင်စားဘဲနှလုံးသားနဲ့ရွေးချယ်ခိုင်းတာအဲ့လိုပြောတာမဟုတ်ဘူးเนาะနှလုံးသားနဲ့နှလုံးသားနောက်ကိုလိုက်ပါနှလုံးသားနဲ့ရွေးချယ်ပါဆိုတာဘာကိုပြောရလဲဆိုတော့မှန်ကန်တဲ့မြစ်တာစည်စနာထားပြီးဖို့လိုအပ်တာကိုပြောတာအဲ့တော့တစ်ဖက်သားစီကနေပြီးတော့ကိုကဘာတွေအများကြီးမျှော်လင့်နေမိတာလဲကိုကော ဘာတွေပေးပြီးသွားပြီလဲပေါ့နော်ကိုကရောသူ့ကိုကိုကကြီးပဲကောင်းတဲ့ချစ်ချင်းနေလိုချင်နေဆိုရင်ကိုကိုတိုင်းကရောကောင်းတဲ့ချစ်ချင်းနေအမှန်တကယ်ချစ်နိုင်တဲ့သူဟုတ်ရဲ့လားပေါ့နော်အမြဲတမ်းပိုင်ဆိုင်လူစိတ်ပြင်းထန်နေတဲ့သူလားပြဿနာတွေအမြဲတမ်းရှာမိနေတဲ့သူလားဆိုတာကိုကိုကိုလည်းစမ်းစစ်ကြည့်ဖို့လိုအပ်တာမျိုးလေးတွေရှိမယ်ပေါ့နော်ဒီကနေ့ရှိရဆိုရင်အာသူ့ကိုအဲ့လိုဆွဆွဲပြီးတော့မှကိုကိုတိုင်းကလည်း negative တွေပဲအများကြီးတွေးနေမိတာလားဆိုတာလည်းပဲမိမိကိုကိုမိမိသုံးသပ်ရမယ့်အချိန်ဖြစ်ပါတယ်လို့ပြောချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ energy တွေကိုချိန်ဖြစ်မှလိုအပ်တယ်ဆိုတာဒီမှာလာပြောနေ ရမလို့เนาะအဲ့တော့ energy လေးတွေ change ပြီးသွားရတဲ့ကြိုင်နေပေါ့เนาะကောင်းမွန်နေเนาะတကယ် positive energy နဲ့ကို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 စိတ်ပျော်ရွှင်ငြိမ်းချမ်းအောင်နေနိုင်သွားပြီဆိုတာ ਨੇ အဲ့ဒီ energy ကကိုယ့်စီကိုပြန်ပြီးတော့မှတစ်ဖန်ပြန်ရောက်လာမျိုးရှိပေါ့เนาะပျော်ရွှင်ငြိမ်းချမ်းခြင်းတွေပြန်လေရောက်ရှိလာမျိုးရှိပါလိမ့်မယ်လို့ပြောချင်ပါတယ်เนาะကဲဒါလေးကတော့ကဲဒါ love message အနေနဲ့ reading အတူလေးဖတ်ပြီးလိုက်တာပဲဖြစ်ပါတယ်အတူလေးဆိုတာတော့တော်တော်မတူတော့ပါဘူးเนาะနေနေအောင်ရှိသွားပြီเนาะ โอเคအဲ့တော့ဒါလေးက collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးနဲ့เนาะ kait ပါသေးလို့ဆုတောင်းပါတယ်ဒီထဲမှာလည်းကောင်းတဲ့ energy လေးတွေအများကြီးပါတာမို့လို့ရရှိကြပါစေလို့လည်းဆုတောင်းပါတယ်မိမိတို့ရဲ့เนาะ personal reading လေးတွေမေ့ချင်တယ်ဆိုရင် tarot healing and reading by kit drive facebook chatbot တွေမှာလာမေးနိုင်ပါတယ်เนาะနောက်ထပ်နောက်ထပ် reading လေးတွေမြင်ရအောင်လို့ facebook page တွေရောเนาะ youtube ရော tiktok တွေမှာလည်းပဲเนาะ like and follow နဲ့ subscribe လေးလုပ်ထားနိုင်ပါတယ် ယ်เนาะကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်เนาะကျေးဇူးတင်ပါတယ်တက်တာ